ညာဆယ်ယောအားလုံးမင်္ဂလာပါဒီနေ့ကျမတို့လေ့လာသွားမယ်ကိုရီးယားဘာသာစကားလေ့ရကြတော့ဒုံအင်းအီဝီအောဆိုတဲ့တန်တူကြောင်းခွဲလို့ခေါ်တဲ့စကားလေးဖြစ်ပါတယ်ဒုံအင်းဆိုတာအတန်တူတဲ့အီဝီဆိုတဲ့အခါကြတော့အတိတ်မတူဘူးပေါ့နော်ဟုတ်ပလားအဲ့တော့အတန်ထွက်တည်တူတဲ့စကားလုံးနဲ့တူတဲ့ဒါမဲ့အတိတ်ပဲမတူတဲ့စကားလုံးလေးတွေကိုလေ့လာသွားမှာဖြစ်ပါတယ်ရှင် အဲအဲ့တော့ပထမအဆုံးတွေ့ရမယ်စကားလုံးလေးကမိုဂျာဟုတ်ပလားအဲ့တော့မိုဂျာဆိုတဲ့စကားလုံးလေးအဲ့တော့မိုဂျာဆိုတာကကျွန်မတို့အများသောအဖြစ်သိတာကကြတော့အုတ်ထုတ်ဆိုပြီးတော့ကျွန်မတို့သိကြပါတယ်အဲ့တော့အုတ်ထုတ်ဒါမဲ့သူ့ကိုအမေနဲ့တားဆိုတဲ့အဓိပ္ပာယ်ကောက်လို့ရပါတယ်ဟုတ်လားအဲ့တော့မိုဆိုတာကဘူမိုရဲ့မိုပေါ့နော်အဲ့တော့မိဂျာဆိုတာကကြတော့တားဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်ပေါ့နော်အဲ့တော့မိုဂျာ ဟုတ်ပါလားအဲ့တော့တို့တို့ကဟန်ဂျာနဲ့တမျိုးကိုရီးယားလိုတမျိုးဒါပေမဲ့ရေးလိုက်ရင်တော့အာကိုရီးယားဆလုံးကအတူတူပဲဖြစ်နေတယ်အတန်းထွက်လက်တူနေပါတော့เนาะအဲ့တော့မိုချာဆိုလို့ရှိရင်เนาะကျမတို့တွေကဟန်ဂျာထိမလိုက်ဘူးဆိုပေမဲ့လည်းဒီတိုင်းပဲမိုချာလို့တွေ့လိုက်တာ ਨੇ အော်စာချောင်းပုံမူတည်ပြီးတော့အုတ်ထုတ်လို့အထိပ်ပဲကောက်ရမှာလားအမေနဲ့သားဒီတော်ဆောင်ပုံကိုအထိပ်ပဲကောက်ရမှာလားဆိုပြီးတော့သိနိုင်တယ်ပေါ့เนาะအောက်မှာနမူနာဝတ်ကြလေးပေးထားပါတယ်မိုချာဒဆော့ဆာယား 모자를 썼어요. 그래서 auto s o u n 해. 하래. 라 그래서 다가 auto 소리 때문에 와자프비라 나제 사장님이 하잖 모자는 함께 산책을 나갔어요. 모자는 함께 산책을 나갔어요. 그래서 모자 뒤담이거나 뒤담이가 함께 두두 산책을 나갔어요. 그래서 두두 란샤우 타도게 자네. 오케이. 나타 사가 롱이야 부자. ဟုတ်ပလားဘူတာဆိုတော့ကျအော်နေရဘူတာဆိုနေမဘူတာပဲဆိုလို့ရှိရင်တထေးပဲပေါ့နော်တထေးပဲပတ်စံချမ်းသာတယ်သူပြောကြတာနော်ဘူတာအဲ့တော့ဒီအဓိပ္ပာယ်လည်းကောက်လို့ရတယ်လို့နောက်တစ်မျိုးပါလဲအဖင်နဲ့သားဟုတ်လားအဲ့တော့ဘူဆိုဘူမိုရဲ့ဘူလေဟုတ်လားအဲ့တော့ဘူမိုဆိုမိပါမဘူကအဖေဆိုလဲအဖဆိုအဓိပ္ပာယ်တရားလဲဂျာကသားဆိုတော့ဟုတ်လားဘူဂျာဆိုလို့ရှိရင်နော်အဖင်နဲ့သားတော့စပ်ပုံပေါ့နော်တော့ကြည့်မယ်네ကွန်မွန်부자가되는것이다 내 꿈은 아예 정마 심한 자가로 부자가 되는 것이다. 어, 부산 차나래도 봐, 부산 차나래도 피부가 좀 꼬에 심한 자 정말 강퇴 부부 잡어. 아, 나르고 페네 따서래 대바다 옆에 사가롱래고래 와자회비라노. 그 부자는 함께 작은 가게를 운영하고 있다. အဒီတာဖာနှစ်ယောက်ကတော့ဟမ်ကဲအတူတူချာဂမ်ခါကဲရနော်တေးသေးလေးကိုပါလို့တော့ဆိုင်အသေးလေးကိုအုံညောင်းဟာကိုတာဆိုကြတာဦးစီးပြီးတော့ဖွင့်လှစ်ထားတယ်လို့ပြောချင်တာဟုတ်လားနောက်ထပ်စကားလုံးလေးရှိမယ်ယောက်ဆာတော့ယောက်ဆာဆိုတာကများသောအဖြစ်တိထားတာကတမိုင်းဆိုပြီးတော့တိကြတယ်ဟုတ်လား သူ့ကိုနောက်ထပ်အတန်တူအကြောင်းပွဲတော့ဘာလဲဖြစ်မလဲဆိုတော့ယထာဘူတာရှိနေတယ်အဆောက်အဦးဟုတ်ပလားယထာတွေဆိုက်ရောက်အောင်ဆိုက်ရောက်လို့ရှိရင်အဆောက်အဦးတစ်ခုခုရှိရမယ်လေဟုတ်ပလားယထာစီမက်တူလည်းဆောင်ရတဲ့နေရာမျိုးဟုတ်လားအဲ့ဒီနေရာယထာဘူတာရှိနေတဲ့အဆောက်အဦးကိုယော့ဆာလို့ခေါ်ပါတယ်နော်ဟုတ်ပလားတော့သူ့ရဲ့အဓိပ္ပာယ်လေးတွေပါတယ်စာကြောင်းလေးတွေတကြောင်းစီဖွဲ့ပေးထားပါတယ်နာနမ်ယော့ဆာဒ်ခုံဘူဟတ်ဆာယာနော်အားတော့တမိုင်းမေစာကိုလေ့လာခဲ့တယ် ါမလား역사안에는매표소와편의점이있다တော့역사안에ဆိုလို့ရှိရင်เนาะဒီယထာဘုရားအစားယထာဘုရားရှိနေတဲ့အစားဦးပေါ့เนาะအဲ့ဒီအစားဦးထဲမှာတော့မဲဖြိုဆိုဆိုတော့လက်မှတ်ယုံပေါ့ဟုတ်လားယထာစီမံဆိုရင်လက်ယထာလက်မှတ်ဝယ်ရမယ်လေဟုတ်လားအဲ့တော့အာလက်မှတ်ယုံနဲ့ဖြောင်းနေကြုံဆိုလည်း24နာရီဆိုင် convenience store တွေပေါ့เนาะအဲ့လိုမျိုးရှိပါတယ်နောက်စလုံးလေးကကြတော့ရှီချမ်းအဲ့ရှီချမ်းဆိုရင်များသောဖြင့်ဈေး ဟုတ်ပလားဈေးဝယ်လို့ရတယ်ဈေးဆိုတော့တော်များသိကြတယ်သို့တော့သူ့ရဲ့နောက်ထပ်အဓိပ္ပာယ်လေးရပါလဲဆိုတော့စာလောင်မှုဟုတ်ပလားအဲ့တော့ပြောမယ်ဆိုရင်တော့ကိုရီးယားလိုရှိချမ်းကဈေးဆိုလို့ရှိရင်ဟန်ကျလိုရှိချမ်းကစာလောင်မှုဆိုတဲ့ပုံစံမျိုးပေါ့နော်ဟုတ်ပလားအဲ့တော့အဲ့လိုမျိုးလေးခွဲပြီးတော့မှတ်လို့လည်းရပါတယ်နော်ရှိချမ်း owner ရှိချမ်းကကတော့ဆာယောနော်ဒီနေ့ဈေးသွားပြီးပြန်လာခဲ့တယ်ဟုတ်ပလား owner ရှိချမ်းကကတော့ဆာယောဒါကဈေးဆိုတာကိုတုံးပေးထားတာနောက်ကိုစာလောင်မှုဆိုတာကိုတုံးပေးပါမယ်နော် 시장이반찬이에요.어.တော့ရှေးချောင်းကြီးပန်းချက်နေရပါလေဈေးကအော်ဟင်းပါပဲလို့ပြောလို့မရအောင်ဟုတ်လားဗါလဲဆာလောင်ဆာလောင်မှုဟုတ်လားလူကစာနေလို့ရှိရင်ဘာပဲဆာဆာအရသာရှိနေဆိုအထိပ္ပယ်မျိုးနဲ့သုံးပေးထားတာပါเนาะဟောရှေးချောင်းကြီးပန်းချက်နေရဆိုလို့ရှိရင်เนาะဒီဆာလောင်မှုဆိုတာကတော့ကိုတော်တော်ဟင်းပါပဲဟုတ်ပလားအဲ့တော့စာနေတဲ့အချိန်မှာသမင်းနဲ့အာရှိတယ်ဟောစားလေးစီလေးနဲ့နေပြီးတော့စားလည်းပဲဒါကအရသာရှိနေတာမျိုးကိုပြောချင်တာဖြစ်ပါတယ် နောက်ဆုံးလေးကကြတော့ nun တော့ nun ဆိုတာက ne ဆိုလဲလူချင်းတို့သိနိုင်လေမျက်လုံးဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်နော်တော့သူ့ကိုလည်းဝတ်ကြလေးတွေထည့်ပေးထားပါတယ်ဘာကဲ nun ni neri ko isayo အပြင်မှာနှင်းနေကြနေတယ်ဟုတ်လားဒါကနှင်းဆိုတဲ့အဓိပ္ပာယ်ဝတ်ကြဖွဲထားတာပါနောက်ဆုံးလေးကကြအာနောက်ဝတ်ကြလေးကကြတော့ 우리아들의눈이정말예뻐요알아ငါ달리ပေါ့เนาะကျွန်တော်တို့ကျမတို့달리ရဲ့မျက်လုံးပေါ့เนาะဒီမျက်လုံးလေးကအိုးအရမ်းလှတာပဲဟာလာ우리아들의눈이정말예뻐요နောက်စလုံးလေးက밤ဒါ밤ဆိုရင်များတော့ပြန်သိတာလားညပေါ့เนาะညဘအိတ်တဲ့အဲ့ဒီအချိန်ညအချိန်ကိုပြောတာပေါ့နော်ဒါပေမဲ့ bam ကိုနောက်ထပ်အဓိပ္ပာယ်တစ်မျိုးကတစ်ဧသည်ပေါ့နော်တစ်ဧသည်လို့လည်းခေါ်ပါတယ်နော်တို့လည်းဝါကျနှစ်မျိုးတည်တံဖွဲ့ပေးထားပါတယ် 밤에 일찍 주무세요. 냐 소로 셰 냐에마 소소소소 에바 루벼잖아 하바 나오자마 이때 동료벼라고나 밤에 일찍 주무세요. 냐마 소소 에바 그리고 나는 밤을 좋아해요. 아라 때리오 짜이네다데 하블라 나는 밤을 좋아해요. 때리오 짜이바레 하블라 나나타 슬라이드 오레 따지바메나 나 슬라이드 가 짜러 배 ဘယ်ဆိုတာကိုလေးတိထားတဲ့စကားလုံးတွေတော်တော်များပါပါတယ်เนาะတင်းမောဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်တစ်တော်တိဆိုတဲ့အဓိပ္ပာယ်ကလည်းဘယ်ပါပဲ byte ဟုတ်လားအဲ့ဒါလည်းဘယ်ပဲနောက်တစ်ခုအစပါเนาะဒဇာနစာသုံးစာဒီလိုမျိုးပြောချင်တဲ့အခါမှာလည်းဘယ်နဲ့ပြောလို့ရပါတယ်เนาะเนาะဘယ်တင်းမောဆိုတဲ့အဓိပ္ပာယ်လေးနဲ့ဝါကြကိုအရင်ကြည့်ပါမယ်เนาะနာနံဘယ်မောလ်မီကရှင်းမဲ့ဆိုဘယ်တာကြီးရှိတော့ရောနာနံငါတော့ဘယ်မောလ်မီဆိုတာပါလေတင်းမောမူတာကိုပြောချင်တာတော့မောလ်မီဆိုတာကကြမူတာ ဘလို့မူးတာလဲတင်မောစင်မူးပြီးအန္နာတို့ကားစင်ကားမူးပြီးအန္နာတို့လင်းစင်လင်းမူးပြီးအန္နာတို့အဲ့လိုဟာမျိုးကိုဘယ်မောလ်မီတို့မဟုတ်တခြားခြာမောလ်မီဒီလိုမျိုးသုံးလို့ရပါတယ်နော်။ဟောငါကတော့အာတင်မောမူးတက်လို့တင်မဲမူးတာအများဆိုးရွားတဲ့အတွက်ကြောင့်မို့လို့ဘယ်ထားခေရှိတော့ရောတင်မောစင်ရတာမကြိုက်ဘူးတင်မောမစင်ချင်ဘူးလို့ပြောတာဖြစ်ပါတယ်။အဲ့ဒါတက်တော်သေးဆိုတဲ့အဓိပ္ပာယ်လေးနဲ့ပြောကြည့်ပါမယ်နော်။ခွာရီချုံငယ်ဖဲဒယ်ချွာဟဲရော နော်အသေးတွေထဲမှာတက်တော်တီကိုကြိုက်ပါတယ်လို့ပြောထားဖြစ်ပါတယ်အာနောက် byte ဆိုတဲ့အသေးပဲနဲ့ watch ဖွဲ့ပေးထားပါတယ်နော်အီဂျဲဘဲဘူးလောက်ရောဟုတ်လားအီဂျဲဘဲဘူးလောက်ရောအခုတော့ on byte ပြေတော့ထပ်မစားတော့ဘူးပေါ့နော်အီဂျဲဘဲဘူးလောက်ရောနောက်တစ်ခုအစပေါ့နော်သူ့ရဲ့အသေးပဲလေးနဲ့ watch ဖွဲ့ပေးထားတယ်နော်နန်နာဘူးတာမြောက်ပဲတော့တုတ်တုတ်ခဲ့ရနေကငါတက်အစများစွာဟုတ်လားအစာပေါင်းများစွာပို့ပြီးတော့ တော်တယ်ထတ်တယ်လို့ပြောချင်တာဒေါ်တုတ်တုတ်ခေအောင်ဟုတ်ပလားနောက်တစ်ခုကကြတော့နောက်စလုံးလေး mile ဆိုတဲ့စကားလုံးလေးဖြစ်တယ် mile ဆိုတာကမာရတာဆိုတဲ့စကားဆိုတဲ့အဓိပ္ပာယ်နဲ့ရှိတယ်လို့စီးတဲ့မြင်းကိုလည်း mile လို့ခေါ်ပါတယ်နော်အော်ဘာကြလဲနှမျိုးဖွဲ့ပြီးထားပါတယ် mile 조심해서하세요ဟုတ်လားစကားကိုတတိထားပြီးတော့ပြောပါလို့ပြောချင်တာအဲ့တော့ ဟိုဇလုတ်စပယ်စကားမပြောနဲ့လို့ပြောချင်တာပေါ့နော်ဟုတ်ပလားနောက်စကားပြောတဲ့အခါမှာတတိလေးနဲ့ထိမ့်ပြီးတော့ပြောပါလို့ပြောချင်တာနော် mother ချိုးရှင်းမဲ့ဆိုတာဆိုင်ရောစကားကိုထိမ့်ပြီးတော့ပြောပါ mother ယုံဟောရမောရာကိုဟဲရော mother ယုံဟောရမောရာကိုဟဲရောတော့ mother ဆိုတဲ့မြင်းမြင်းကိုအင်္ဂလိပ်လိုဘလို့ခေါ်လဲဟုတ်ပလားကိုယ်တိထားတဲ့အတိုင်းပဲ horse ဟုတ်လားဒီလိုမျိုးလည်းပြောလို့ရတယ် အခုဓာတွေဆိုတဲ့စကားလုံးလေးဓာတွေကခြေတောက်ဆိုတဲ့အတဲပဲတရားတို့နောက်တစ်မျိုးဒဒါလမ်းနေပေါ့နော်သွားတယ်ကားတွေသွားတယ်လူတွေသွားတယ်ဒဒါကိုလည်းဓာတွေလို့ခေါ်ပါတယ်နော်네ဝါကြလေးလည်းဖွဲ့ပြီးထားပါတယ်အော်ကျဲဓာတွေတို့ဓာချက်ဆော်ရောမနေ့ကခြေတောက်ထိသွားတယ်ဟုတ်ပလားခြေတောက်ထိခိုက်သွားခဲ့တယ်ချောဓာတွေတို့နောက်မှာကမြန်ဖြုံးနေပိုးရကြရော 호가 호다다고 좋아하루신 호다다 좋아하루신 병원이 보일 거예요. 어, 세용 쫓아봐야 나타 살롱이가 병, 병 소리 살롱이 표대 병화 자로 요가 아, 어, 가 시대 소리는 병로 거래 아로 국플리 대우래 병로 거봐요. 너 우리 집 강아지는 병에 걸려 죽었어요. 아로 앵아 어, 퀵글리가로 병에 걸려 เนาะယောဂါရပြီးတော့ဂျူကော့ဆိုင်အောဆုံးပါသွားခဲ့တယ်ပေါ့เนาะโอเคဆိုဂျူဟမ်ဘျန်ဂျူဆဲအောအဲ့တော့ဆိုဂျူဟမ်ဘျန်ဂျူဆဲဆိုလို့ရှိရင်เนาะဒါကอืมဆိုဂျူဒဗလင်းပေးပါလို့ပြောတာပေါ့เนาะဟုတ်ပလားနဲယူကော့တို့ဖြောင်းရယ်ရောနောက်ဆလုံးလေးကကြတော့ဘောလ်ဘောလ်ဆိုတဲ့စကားလုံးလေးဖြစ်တယ်သူကကြတော့အပြစ်ဆိုတဲ့အတိတ်ဘက်တက်ရောက်တယ်လို့ပြားဟုတ်ပလားဟိုပန်းဝမ်မော်နေစုပ်တဲ့ပြားပေါ့เนาะအဲ့လိုမျိုးလေအတိတ်ဘက်တက်ရောက်ပါတယ် 아, 원자리 뭐지? 아, 어, 회다 지지면 어? 죄를 지으면 벌을 받아야 해요. 어, 죄수라 앞에 짓다 소리해서가 너무 나이구나. 지으면 앞에 어, 줄로인 뭐, 어? 앞에 로인 벌을 받아야 해요. 앞에 당고 가야만 되잖아. 허블라 앞에 가면 앞에 당고 가면만 뭐, 어? 어 벌가 앞에 당수로 마비다 뭐, 어? 나도 어, 그뼈수레 대변에 원자 회다라고하 자로 벌에 소였어요. ဘောတဲ့ဆိုရဆိုရပါလေပြတုတ်တာခံလိုက်ရလို့ပြောချင်တာဟုတ်ပလားအဲ့တော့ဘောတဲ့ဆိုရဆိုရပြတုတ်ခံလိုက်ရတယ်နောက်ဆက်လုံးလဲကကြတော့ရဆိုတာဆေးလို့လည်းအတေပဲရတယ်လို့နောက်တစ်ခုပါလေအကျန်းဖြင်းဆိုတဲ့အတေပဲလည်းတက်ရောက်ပါနော်ဝကြလေးကြည့်ကြည့်မယ်ဆိုတော့အာဖွမြန်ရကုကဲဆိုရဂရဆာဆိုမောကဆေယောနော်နေမကောင်းရင်ပေါ့နော်ဆေးဆံကနေဆေးဝယ်ပြီးတော့တောက်ပါဟုတ်ပလား약얼마정도나올것같아요 ခမန်းကြီးအကျန်းဖြစ်ပေါ့နော်အော်လမကြောင့်တို့ဘလောက်လောက်နာဥကောကတာယောက်ကုန်ကြမယ်လို့ထင်လဲဘလောက်လောက်ကောမလဲဆိုတဲ့အထည်ပဲနော်ဟုတ်လားယက်အော်လမကြောင့်တို့နာဥကောရဲ့ကတားယောနော်ခမန်းကြီးအကျန်းဖြစ်အာဘလောက်လောက်ကြမလဲဆိုတဲ့အထည်ပဲနဲ့အာတုံးပေးထားတာဖြစ်ပါရဲ့ရှင်ကဲဒီနေ့ဒီမှာပြင်ဆင်ထားတဲ့အာဗီဒီယိုဖိုင်လေးကတော့ဒီမှာလည်းမပြီးဆုံးပါပြီရှင်အော်နောက်ထပ်ပို့ပြီးတော့အာကောင်းမွန်တဲ့ဗီဒီယိုဖိုင်ဗီဒီယိုလေးတွေဖန်တီးပြီးတော့ပြန်ပြီးတော့ဆုံပါအောင်မယ်နော် အဲ့ဆိုတော့ဒီမှာနေမဲ့ဖေးဆောင်ပါမယ်နော်ချစ်ချပါပြီးတော့တက်တဲ့စင်းကြီးတင်ပါတယ်နောက်မှပြန်ဆောင်ကြပါမယ်နော်ကမ္ဘာမီတာ